မိတ်ဆွေများအားလုံးတော်လန်သောနေ့တစ်ပါ။ဘာသာပေါင်းသူညီညာရေးအင်ဒီကျူကနေစီစဉ်တဲ့ဓမ္မကိုဘာသာတရားဖြင့်ဝန်းရံခြင်းသကောင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီသကောင်းကိုဦးဇင်းတို့တပတ်ချာဘောတူနေတဲ့အစီအစဉ်နေတဲ့ဆွေးနွေးနေတဲ့ဆွေးနွေးချက်ပဲဖြစ်ပါတယ်။ဒီတစ်ပတ်မှာအပိုင်း21ကိုရောက်ရှိလာပါပြီ။အပိုင်း21မှာအာနာရှင်တို့ရဲ့ရွေးကောက်ပွဲဟာလှည့်သားမှုလားအခွင့်အရေးလားဆိုတဲ့ခေါင်းစဉ်နဲ့ဦးဇင်းတို့ဒီဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။ တော့ဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာဆက်ရနာရှင်တွေကကျင်းပဖို့ကြိုးစားနေတဲ့ရွေးကောက်ပွဲရဲ့ဖက်ပေါင်းစုံကချုပ်ထွေးမှုတွေကိုဆွေးနွေးဖို့ရည်ရွယ်ပါတယ်ဒီရွေးကောက်ပွဲကိုအာဏာရှင်စနစ်ကိုတရားဝင်ဖြစ်အောင်လုပ်တဲ့လှည့်သားမှုတစ်ခုလို့အများစုကတန်လျာရှိနေကြပေမဲ့အချိန်တည်းမှာပဲအဲတချို့တွေအတွက်ကတော့ချုပ်ထွေးအောင်လုပ်တဲ့အကြက်တဲတွေနဲ့ကန့်တတ်ထားတဲ့အခွင့်အရေးတချို့ကိုလည်းပဲ ပြေးနိုင်တယ်လို့ညှင်းကုန်နေကြပါတယ်။အဲဂျပန်မလေးရှားသတဲ့နိုင်ငံတွေကတော့တစ်ကောင်စီရဲ့ရွေးကောက်ပွဲအပေါ်တန်ရရှိကြောင်းကုလသမဂ္ဂလူ့ခွင့်ရေးကြွန့်ကျင်သူများကလှည့်သားမှုလို့ခေါ်ဆိုရန်တိုက်တွန်းထားကြောင်းတွေ့ရပါတယ်။အဲတရုတ်လူနိုင်ငံအချို့တွေကတော့အလုံးပါဝင်တဲ့ရွေးကောက်ပွဲကိုထောက်ခံကြောင်းပြောဆိုနေတာတွေကိုလည်းတွေ့မြင်ရနေတာဖြစ်ပါတယ်။အာနာသိမ့်ပြီး၄နှစ်ကျော်လာတဲ့အချိန်ဤသို့ခုကံတွန်းလှန်စစ်ပုံမှုပြင်းထန်လာတဲ့လက်ရှိ မြေပြင်အခြေအနေတိုင်းဒေသနဲ့ကန်အဖွဲ့အစည်းတွေရဲ့ထိုးစစ်တွေကြောင့်စစ်ကောင်စီရဲ့ထိန်းချုပ်မှုနယ်မြေတွေပြုတ်ဝင်လာနေတဲ့အခြေအနေမှာဒီရွေးကောက်ပွဲဟာဘယ်လိုပုံစံမျိုးနဲ့ပေါ်ထွက်လာနိုင်လဲပေါ့နော်ဘယ်လိုရလဒ်တွေဆောင်ကျင်းလာနိုင်လဲဆိုတာတွေကိုဝေဖန်သုံးသပ်သွားကြမှာပဲဖြစ်ပါတယ်ဘုသူတို့ဆွေးနွေးကြမှာတော့မြန်မာနိုင်ငံမှာဆက်အာဏာရှင်ကကျင်းပတဲ့ဒီရွေးကောက်ပွဲတွေဟာ ဆရာနာကိုဆက်လက်စုကန်ထားဖို့အတွက်လှည့်သားမှုတခုလားဒါမှမဟုတ်ရင်လှည့်သားမှုကိုခုခံဆက်ကျင်မှုအတွက်လမ်းကြောင်းဒီကဘာတွေဖြစ်မလဲဆိုတာတွေကိုဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့ရည်ရွယ်ချက်စစ်ကောင်စီအနေနဲ့ဘာကြောင့်ဒီလိုအချိန်မှာရွေးကောက်ပွဲကျင်းပဖို့အတန်းနေတာလဲကြိုးစားနေတာလဲနိုင်ငံတကာအသိမှတ်ပြုမှုရဖို့လားပြည်တွင်းမှာအာဏာရှင်ကို ပုံမခိုင်မာနေဖို့လားဒါမှမဟုတ်လို့ရှိရင်ဒေါ်လာရစ်လှုပ်ရှားမှုတွေကိုထိန်းချုပ်ဖို့လား အတိုက်ခံတွေရဲ့ရည်ရည်ချက်နဲ့အကြက်တဲ့မြို့သားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဦးနှုတ် PDF တွေပေါ့နော်အတိုင်းအတာဒေါ်လာရေးအင်အားစုတွေ EAO EAO ပါဝင်တဲ့အတိုက်ခံအင်အားစုတွေအနေနဲ့ဒီရွေးကောက်ပွဲကိုဘယ်လိုချင့်ကပ်တဲ့လဲပေါ့နော်မြန်မာပြည်သူလူထုအနေနဲ့ရွေးကောက်ပွဲတွေကိုဘယ်လိုမြင်တယ်လဲဘယ်လိုပါဝင်နိုင်ကြီးရှိတယ်လဲအခြေအနေဖြစ်မဲ့လို့ရတခုဓမ္မမဟုတ်အနေအများတဲ့အခြေအနေတခုလို့ရှုမြင်နေသလားပေါ့နိုင်ငံတကာအတိုင်းဝိုင်းရဲ့ အခန်းကဏ္ဍသူသဖြင့်ပေါ်အာဆီယံကုလသမဂ္ဂအနောက်နိုင်ငံများတရုတ်အိန္ဒိယသတဲ့အနေနဲ့ရွေးကောက်ပွဲတွေအပေါ်မှာဘယ်လိုတုံ့ပြန်မှုတွေရှိတင်တယ်လဲပေါ့နော်ပူပေါင်းပါဝင်ပြီးတော့စစ်ကောင်စီကတရားဝင်ပေးသွားမှာလားပေါ့အဲပြည်သူတွေကပို့ပြီးတော့အကြက်တဲဖြစ်စီမှာလားရရှိတဲ့ရောက်မှုအနေနဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ဒီမိုကရေစီအတွင်းကူးပြောင်းရေးနဲ့လူမှုစည်းလုံးညီညွတ်ရေးအပေါ်ဒီရွေးကောက်ပွဲတွေရဲ့ ရေရှိအကျိုးသက်တွေကဘာတွေဖြစ်နိုင်မလဲလက်ရှိပဋိပက္ခတွေကျေပြန့်နေတဲ့စစ်ကောင်စီရဲ့စစ်မြေပြင် အုပ်ချုပ်မှုတွေကြာသင်းလာနေသည့်အခြေအနေကိုရုပ်ောက်ပွဲပြင်ပနိုင်ခြေကိုဘလို့တက်ရောက်စေနိုင်တယ်လဲဆိုတာတွေကိုဒီလိုတွေးဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်ဒီတစ်ပတ်ဆွေးနွေးဖို့ဖိတ်ခေါ်ထားတဲ့စပီကာများကတော့အဲဆယ်တော်ဥကောဝိဒဂျာမနီပဲဖြစ်ပါတယ်မမဆယ်တော်မင်္ဂလာပါဗျာမင်္ဂလာပါဗျာဒီဆယ်တော်ဥကောဝိဒဂျာမနီနဲ့အတူဒီတစ်ပတ်မှာ ခရိယံအဓိကတော်ရဆရာတော်တရာပေသူကဗျာဆရာမလာမင်းညိုအင်းလေးနဲ့အစ္စလမ်ဗလီဇာတူဖြစ်တဲ့မော်လနာဟာဖစ်ကာဒီဆရာဦးစုံနေဦးတို့နဲ့အတူအသင်းတို့တွေဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်သူတို့ပရမသောအနေနဲ့ပေါ့နော်ဆရာတော်ဥကောဝိဒဂျာမနီကိုအရင်ဆုံးလှည့်ပေးခြင်းပါတယ်ဗျာသူတို့လက်ရှိမြန်မာနိုင်ငံရဲ့မြေပြင်အခြေအနေအာနာသိမ့်ပြီးတော့လင်းနေကျော်လာတဲ့အနေအထားပေါ့နော်စစ်ကောင်စီရဲ့ထိန်းချုပ်မှုကြောကြလာတာတွေကိုကြည်ချင်းအားဖြင့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားမှုဟာသူတို့ရဲ့အာဏာကိုတရားဝင်ဖြစ်အောင်နိုင်ငံတကာအသိမှတ်ပြုရဖို့အတွက်အသုံးချဖို့ကြိုးစားနေတာလို့မြန်မာသလဲပေါ့နော်ဒီရွေးကောက်ပွဲဟာအဲတကယ်ပဲဒီမိုကရေစီစံနှုန်းတွေနဲ့ကန့်ညီကြီးရှိနိုင်သလားဆိုတာလေးကိုဆရာတော်အနေနဲ့ဖြေကြားပေးဖို့သူရိုသေးသွားလဲထားပါတယ်ဗျာမမဗျာအခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ထုတ်လွှင့်ပေးကြတဲ့မီဒီယာအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နားထောင်ပေးကြတဲ့ပေးသံများအားလုံးသူသဖြင့်ပြည်တွင်းက ဒီနားထောင်ကြတဲ့ပြည်သက်များမြန်မာပြည်သူပြည်သက်များအားလုံးအန္တရာယ်ပေါင်းပေးပေါင်းတင်းဝေးကြပါစေလို့ဥစွာပထမဆုတောင်းပါတယ်ဆရာနာရှင်က2021ခုနှစ်မှာအနာစသိန်းကလေးကတကယ်တမ်းကျတော့သူ့ရဲ့သူ့ရဲ့ရည်ရွယ်ချက်ကအနာကိုပြန်ဘသူ့ရဲ့လက်ထဲကိုမှ မလွှဲခြင်းလို့သိမ့်တယ်လို့ဒီလိုမှတ်ယူလို့ရပါတယ်ပြည်သူတွေကမဲရွေးချယ်လိုက်တဲ့ NLD တော်ဆန်းစုကြည်တို့ကိုအနာမပေးခြင်းတော့လို့ဒါပြည်သူ့ရဲ့ စန္ဒနဲ့အညီရွေးချယ်တဲ့ပါတီကိုမဲမပေးကျင်တော့လို့အာနာမမပေးကျင်တော့လို့သူကြိုက်တဲ့ပါတီကိုပဲအာနာပေးဖို့ဆိုပြီးတော့သူစိတ်ကြိုက်ဒါလုတ်ခဲ့တာပါပဲဒါထုံနှက်စင်လာအရလို့ဒါစစ်တပ်ကအာနာသိမ်းခဲ့တာပဲလို့ဒါပြောလို့ရပါတယ်ဆတ်ဆာချင်းအာနာသိမ်းကစားကမဲအောင်လိုက်ပါပြောခဲ့တယ်လဲဆိုတော့အာနာတနစ်ပဲသိမ်းမှာပါတနစ်ပဲထိန်းထားတာပါပြီးလို့ရှိရင်ရုပ်ကောက်ပွဲလုတ်ပြီးတော့အနိုင်ရတဲ့ပါတီကို ူပြန်ခွဲသွားပါမယ်ဆိုပြီးတော့သူကြိုက်တဲ့ပါတီအနိုင်ရအောင်လုပ်ဖို့သူရည်ရွယ်ခဲ့ပါတယ်ရည်ရွယ်ခဲ့တာပေါ့နော်ပြီးတဲ့ခါကျတော့လည်းပဲသူတယောက်တည်းကဒီဖွဲ့စည်းပုံကိုကြိုက်တယ်လို့လုပ်ပြီးတော့ဒီသူဆန္ဒမပါပဲလွတ်တော်တွေကိုယ်စလေတွေရဲ့ဆန္ဒမပါပဲနဲ့ပြီးအားစနစ်ကိုသူစိတ်ကြိုက်လုပ်ပြီးတော့ဒါရွေးကောက်ပွဲလုပ်ဖို့စဉ်းစားခဲ့တာပြီးတော့အဲ့ဒါမအောင်မြင်ဘူးမအောင်မြင်တဲ့ခါကျတော့မအောင်မြင်တဲ့ကလည်းသူ့ရဲ့ဆန္ဒလည်းမရှိလို့ပေါ့နောက် 2020နှစ်23မှာတခါပြန်ပြောပြန်တယ်အကြအလတ်မရှိကျွန်တော်တို့ရွေးကောက်ပွဲလုပ်ပါမယ်ဒါပေမဲ့ကျွန်တော်တို့တည်ငြိမ်အောင်ဒီတဲ့တည်ငြိမ်အောင်တော့ကျွန်တော်လုပ်ဖို့လိုပါသေးတယ်ဆိုပြီးတော့ကပြောလာပြန်တယ်နော်အခုကျတော့ဘလို့မှတို့ရဲ့နေရာကတော့ပို့ပို့ပြီးတော့ကျင်းမြောင်းလာပြီနော်တို့ရဲ့နေမရပို့ပို့ပြီးတော့ကျင်းမြောင်းလာနေတယ်ကျင်းမြောင်းလာနေတဲ့အခါကျတော့တခြားရွေးစရာလမ်းလည်းမရှိတော့ဘူးနိုင်ငံတကာအထူးသဖြင့်တော့တရုတ်ကမင်းဘယ်လိုနည်းနဲ့ ွားမလဲနိုင်ငံရေးမြေပုံဘယ်လိုရှိသလဲဆိုတာကျွန်တော်တို့မြို့ကောက်ပွဲလုံးမှာလုတ်ပါမယ်လုတ်မယ်ဆိုရင်လုတ်ပါဆိုတော့ဟုတ်လားတရုတ်ရဲ့ဩဇာကိုမလွန်ဆန်းနိုင်လို့လုတ်ရမယ်မြို့ကောက်ပွဲသာဖြစ်ပါတယ်တို့ရဲ့ထွက်ပေါက်အနေနဲ့တို့ကြိုက်တဲ့ပါတီကိုအနိုင်ရအောင်လုပ်မယ်ပွဲပါဘယ်လိုနည်းနဲ့မှတရားမျှတမှုလည်းရှိလာနိုင်မှာမဟုတ်ဘူးဘယ်လိုနည်းနဲ့မှပြည်သူတွေအတွက်ဖြစ်လာနိုင်မှာမဟုတ်ဘူးနောက်တကဒီမိုကရေစီအတွက်လည်းပဲဘာခွင့်ရေးမှရှိလာမှာမဟုတ်ဘူးအာဏာရှင်တွေအောက်မှာဖိနှိပ်ပြီးတော့လုပ်တဲ့ ဘယ်လိုရွေးကောက်ပွဲပဲဖြစ်ဖြစ်တရားမြတ်တာမူဆိုတာမရှိနိုင်ဘူးနောက်တခါအာနာရှင်တွေရဲ့အောက်မှာလွတ်လပ်စွာပြောဆို권ဆိုတာမရှိဘူးလွတ်လပ်စွာဖော်ထုတ်권ဆိုတာလည်းရှိမနေဘူးအဲ့လိုလွတ်လပ်စွာဖော်ထုတ်권လွတ်လပ်စွာရည်သား권လွတ်လပ်စွာပြောဆို권ဆိုတာတွေဟာစိတ်သုံးနေတဲ့အာနာရှင်အောက်မှာတရားမြတ်တဲ့ရွေးကောက်ပွဲဆိုတာဟာဘယ်လိုမှမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတို့ကိုယ်တိုင်ဒီပင်လည်း ီထဲမှာရှိခဲ့စဉ်တုန်းကတရားဝင်ထုတ်ဝေထားတဲ့စာအုပ်တီကိုမလုပ်လဲဆိုတော့ကားတဲ့အုပ်ပေါင်း5000လောက်ဆရာနာရှင်တွေကဦးဇင်းတို့ចောင်းကနေပြီးတော့အကုန်လုံးသိမ့်သွားတယ်အကုန်လုံးသိမ့်သွားတယ်ဒီစာအုပ်တွေဖတ်နေလို့ဒီဘုန်းကြီးတွေကတဘုံစိတ်ပေါက်နေတာဆိုပြီးတော့နော်အဲ့တော့ဦးဇင်းတို့ကဒီနိုင်ငံတကာကရေးတဲ့ဘာသာပြန်စာအုပ်တွေရောနော်နိုင်ငံတကာမှာရေးတဲ့စာအုပ်တွေရောနောက်တကာဝင်ထိန်လို့ရေးတဲ့ဟာတွေ စသည်ဖြင့်ပေါ့နော်သမိုင်းတော်ဆန်းစုကြည်တို့အကြောင်းလေးပို့ကြအောင်ဆန်းတို့အကြောင်းလေးဘုသူတ္တစာအုပ်တီအများကြီးရှိတဲ့အခါကျတော့အဲ့ဒီစာအုပ်တီဖတ်လို့ဒီလိုတပုံစိတ်ပေါက်နေတာဒီဘုန်းကြီးတွေဆိုပြီးတော့အကုန်လုံးအဲ့ဒါတိမ့်သွားကြတယ်ဆိုတော့ကအဲ့ဒီလိုလွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာထုတ်ဝေခွင့်ဆိုတာတောင်မရှိဘဲနဲ့ဘယ်လိုလုပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲဆိုတာဖြစ်မလဲတရားမျှတတဲ့ရွေးကောက်ပွဲမရှိဘဲနဲ့တကယ်စစ်မှန်တဲ့ဒီမိုကရေစီဆိုတာဟာဘယ်လိုနည်းနဲ့မှမရနိုင်ဘူးမဖြစ်မြောက်မဖြစ်မြောက်နိုင်ဘူး အဲ့တော့ပြဿနာပို့ပြီးတော့ရှုပ်ထွေးလာမှာပဲဖြစ်တယ်တကယ်ပြဿနာကိုဖြေရှင်းခြင်းလေဆိုလို့ရှိရင်တကယ်ဖြေရှင်းဖို့နည်းလမ်းကမခဲရင်ပါဘူးเนาะဒါပေမဲ့တကယ်သဘောထားမှန်ဖို့ပဲလိုတယ်အဲ့တော့ဆရာနာရှင်တွေကသဘောထားမမှန်ပါဘူးเนาะသဘောထားမမှန်တဲ့အတွက်ကြောင့်မလို့တို့ကလင်ကချင်းနဲ့လုံးမဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရွေးကောက်ပွဲကိုပဋိပက္ခတွေပုံမဖန်တီးမဲ့ရွေးကောက်ပွဲကိုတော့အလုံးကဝိုင်းဝန်းပြီးတော့ဆန့်ကျင်ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒါပြောကြားခြင်းပါတယ်အလုံးကိုကျေးဇူးတင်ပါတယ် မမဗျာအခုလိုပြည့်ပြည့်စုံစုံသွင်းပြီးသွားတဲ့ပြတော်ဥက္ကဝိဒ္ဒဂျာမနီကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာ